င်လေးစားပါတော့မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကဆိုရင်တော့2015ခုနှစ်အမေလာ3ရက်နေ့တနင်္ဂနွေနေ့ပါရှင်။မိဘပြည်သူများရှေ့စပါတို့နေထိုင်ရာမြန်မာနိုင်ငံကြီးဟာဆိုရင်တော့ဗုဒ္ဓဘာသာကိုကိုးကွယ်နေကြတဲ့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံကြီးပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျမတို့ဒီနိုင်ငံအတွင်းမှာမှီသိမိနေထိုင်နေကြတဲ့ဗုဒ္ဓဘာသာဝင်များဆိုတော့မိမိတို့ကိုးကွယ်ရဗုဒ္ဓဘာသာကိုထက်ထဲဝင်နေသိရှိဖို့အတွက်ဟာဆိုရင်အင်မတန်မှအရေးကြီးလာပါတယ်။ဒါကြောင့်ဒီလိုမျိုးဗုဒ္ဓဘာသာကိုထက်ထဲဝင်နေသိမြင်အောင်လို့ တင် जा ပြီးတဲ့တင်တဲ့နေရာဆိုရင်မြန်မာနိုင်ငံအနှံ့မှာခုနေပြီးတော့တင် जा ပြီးလာတာလည်းတွေ့ရပါတယ်ရှင်။ဒါကြောင့်ဒီနေ့မှာဆိုရင်တော့ဗုဒ္ဓဘာသာလူငယ်ရင်ကျေးမှုပြီးပြတင်တဲ့ခုနေထားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မိဘပြည်များနဲ့သိရှိစေဖို့အတွက်ကျွန်တော်တို့ SkyNet Update အဖွဲ့သားတွေကတင်ပြရယူပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီပါဗျာရှင်ဒီသဏ္ဍာန်ဆိုရင်တော့ဓမ္မယောင်ကြီး ဓမ္မဒါနာဖောင်ဒေးရှင်းကနေပြီးတော့ဦးစီးပြီးတော့အလုံးမျိုးနဲ့သကစိန်လန်းနဲ့ကနလန်းတောင်ပေါင်းရှိတဲ့သာသနာအလင်းရောင်ဓမ္မရုံမှာဖွင့်လှစ်ပြီးတော့တင်ကြားပေးနေရဖြစ်ပါတယ်။ကျွန်တော်တို့အခုတင်နန်းကတော့ဟိုဗုဒ္ဓဘာသာလူငယ်ရင်ချင်းမှုနီးပြတင်နန်းမှာဓမ္မရုံကြီးကဖွင့်တဲ့166ခုမြောက်တင်နန်းဖြစ်ပါတယ်။ဒီတင်နန်းကလူငယ်တွေကိုဗုဒ္ဓဘာသာ ဘုရားဟောတဲ့ဗုဒ္ဓတရားတော်အများကိုပြန်လည်ပြီးတော့သင်ကြားပို့ချတဲ့ရင်ကျေးလိုက်ပါတယ်ခလေးငယ်တွေပေါ်ပေါက်လောင်သင်ပေးမဲ့နီးပြဆရာတွေအဖြစ်မွေးထုတ်တဲ့သင်တန်းဖြစ်ပါတယ်တရား66ခုမြောက်သင်တန်းဖြစ်ပါသင်တန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့စဖွင့်တယ်ဒီနေ့ရလေပြီးတော့3ရက်နေ့ရလေပြီးတော့9ရက်နေ့အထိပေါ့မနေ့9နာရီရလေညနေ4နာရီအထိဖွင့်ပါလေကျွန်တော်တို့ကတော့ဒီဟာကကျွန်တော်တို့ foundation ကနှစ်လတစ်ခါသုံးလတစ်ခါဆိုလကောင်တစ်ခါကျတော့လေအပတ်စဉ်နေဖွင့်တာရှိသလိုတစ်ခါကျတော့လေဒီလို9ရက်ပြတ်သင်တန်းနေစနေနေ့တိုင်း 2လ3လဒီလိုဖွင့်နေတဲ့နိုင်ငံရှိပါတယ်။နေဒီမှာလည်းဖွင့်ပါတယ်။အခြေခံမြန်မာထထန်းကျောင်းတွေမှာလည်းဒီလိုယဉ်ကျေးမှုနည်းပြတင်တဲ့တွေကျွန်တော်တောက်လျှောက်ပေးနေပါတယ်။ဒီမှာတက်ချင်တယ်ဆိုလို့ရှိရင်အသက်16နှစ်ပြည့်ပြီးတော့ဗုဒ္ဓဘာသာယဉ်ကျေးမှုနည်းပြ ီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အခြေခံရှိရလူမှန်တယ်အသက်16နှစ်ပြည့်ပြီးသူမှန်တယ်များအကုန်တက်လို့ရပါတယ်သင်တန်းချိန်ကတော့ကျွန်တော်တနေ့ကို6ချိန်9ချိန်လောက်ပုံမှန်သင်ပါတယ်ဒီဟိုပညာရှင်ဆရာကြီးဆရာမကြီးတွေနဲ့သင်တန်းသားအရေအတွက်ကတော့ကျွန်တော်တို့ကတော့တရားကျော်အထိလက်ခံပါတယ်ဒီမှာသင်ကြားနေတဲ့ဆရာကြီးတွေကတော့ပညာရေးဝန်ထမ်းအငင်းစားတွေပိဋကတ်ပညာရှင်ဆရာကြီးတွေနောက်တခြားသောဟိုစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့အသက်ပညာရှင်အသိပညာရှင်တွေ နိဗ္ဗာန်ရှင်တွေခေါ်ပြီးတော့တင်ပြပေးနေတာပါကျွန်တော်တို့ဗုဒ္ဓဘာသာကျွန်တော်တို့ဓမ္မယုံကြည်ဓမ္မတော်ဖောင်ဒေးရှင်းကတော့အဓိကဗုဒ္ဓဘာသာတရားတော်များပြန်ပွားရေးအတွက်အဓိကလှုပ်ဆောင်နေပါတယ်ဓမ္မစာကြီးတိုက်တည်ထောင်နေကျွန်တော်တို့ယဉ်ကျေးမှုတင်နိုင်ရင်တင်နေနီးပြားတွေမွေးထုတ်တယ်ကျွန်တော်တို့လူမှုရေးလုပ်ငန်းတွေသွေးလှူဒါန်းတဲ့လုပ်ငန်းတွေနဲ့အချိန်20အထိလှုပ်ဆောင်သွေးပေါင်း3000ကျော်တိလှူဒါန်းနေပါတယ်အဲ့တော့ကျွန်တော်တို့ဖောင်ဒေးရှင်းကဒီလိုတင်နန်းတွေကိုဖွင့်နေတဲ့အခါမှာဟိုမိဘပြည်သူတွေအနေနဲ့ဗုဒ္ဓဘာသာလူငယ်လူရွယ်များနဲ့ဒီတင်နန်းတွေကိုတက်တင်မှာတက်တင်ပြီးတော့မိမိတို့ရဲ့ရရဒေသမှာပြန်လည်ပြီးတော့ပြန်လည်ပြီးတော့အသုံးချ ပြီးတော့ပြန်လဲတင်ပြနိုင်ဖို့အတွက်မိဘတွေအနေနဲ့လည်းသားသမီးတွေကိုဒီလိုတင်နှန်းနေမှာရင်ကျိလိမ့်မအောင်လာပြီးထားတင်ပါလေတက်တင်ပါလေတိုက်တွန်းပါလေဒီတင်နှန်းအောင်ဆိုရင်တော့ဇေယဝရီလွိုက်ကောပသိမ်ရန်ကုန်မြို့မှာတင်နှန်းသားပေါင်း60ကျော်ကနေပြီးတော့လာရောက်ပြီးတော့တက်ရောက်တယ်လို့သိရပါတယ်ရှင်ကျွန်တော်ကဇေယဝရီမြို့ပါဟုတ်ကဲ့ဇေယဝရီမြို့မှာကျွန်တော်တို့ရဲ့ရင်ကျိလိမ့်မတင်နှန်းတွေကိုအခုဖွင့်နေပါတယ်ဖွင့်နေတော့ကျွန်တော်တို့ကအခုဒီပြတနက်လာပြီးတော့တဆင့်ပြန်ပြီနော်တင်ကြဖို့လာတက်ရအောင်ဟုတ်ကဲ့ဒီမှာတက်ရတာအလုံးအဆင်ပြေပါတယ် အဆက်အသွယ်ရအဆင်ပြေပါတယ်နေဒီမှာတေးဖို့ခိုးဖို့ရောဒီမှာတင်ကြားရေးရောအကုန်လုံးအဆင်ပြေပါတယ်ဩကျွန်တော်ကအခုဒီမှာတင်တဲ့ဟာတွေကိုလည်းကျွန်တော်ကတေးချာလေ့လာပါတယ်တေးချာလက်မှတ်သားပါတယ်မှတ်သားပြီးတော့ဒီကတင်တဲ့ဒီကတင်ကြားပေးတဲ့ဟာတွေကိုကျွန်တော်ကဟိုမှာအပြည့်အဝပြန်ပြီးတော့ကျွန်တော်ပြန်ပြီးတင်ပေးမှာပါခလေးတွေကိုလိမ္မာရင်ကြီးဖို့ဆိုတာလူတယောက်အတွက်အလုံးမဲ့အရေးကြီးပါတယ်ခလေးတွေအတွက်ဆိုပို့ပြီးတော့အရေးကြီးပါတယ်ကျွန်တော်တို့ခလေးတွေလိမ္မာဖို့ဆိုလို့ရှိရင်လူကြီးတွေရဲ့ ရဲ့ခြေဆောင်လမ်းပြမှုကအများကြီးလိုအပ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နီးပြဆရာတွေကလည်းဒီလိုကလေးတွေယဉ်ကျေးလိမ့်မအောင်ဆိုပြီးတော့ကျွန်တော်တို့အများကြီးသူတို့ကိုကျွန်တော်တို့လင်ရေးကျေးလိမ့်မအောင်တင်ပြပေးမှာပါ။အခုလိုဒီလိုတနန်းတွေကိုကလေးတွေလိမ့်မယဉ်ကျေးဖို့အမျိုးမျိုးအနေနဲ့အရရဟုတ်ကဲ့ဗမာတပြည်လုံးမှာအကုန်လုံးဖွင့်နိုင်ရင်ကောင်းပါတယ်။ကလေးတွေအတွက်အများကြီးအကျိုးရှိပါတယ်။အဲ့လိုလဲကျွန်တော်ဖွင့်စေချင်ပါတယ်။အဲ့လိုတင်နန်းတွေလည်းလေ ဟုတ်ကဲ့အဲ့ဒါမှလည်းခလီတွေလိမ္မာရင်ကြီးပြီးတော့မှဗုဒ္ဓဘာသာကိုလည်းသူတို့ပို့ပြီးတော့တတ်ဝေယုံကြည်နားလည်လာမှဖြစ်ပါတယ်ဒီတစ်ခါဖွင့်လှစ်ပြီးတော့သင်ကြားပေးတဲ့တဏ္ဍာဆိုရင်တော့166ကျင်းမြောက်ဖွင့်လှစ်ပြီးတော့သင်ကြားပေးတဲ့တဏ္ဍာဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်ကျွန်တော်တို့ဒီမှာပို့ချတာကတော့တို့ဒါမှနီးပြသင်္ကန်းဆိုတော့တို့ပြန်ပြီးတော့သင်ကြားပြသလို့ရအောင်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဒီသင်္ကန်းစာတွေကို တင်နီးပေါ့နော်တင်ငန်းစာရောတင်နီးရောအဲ့ဒီဥစ္စာလေးနဲ့တော့နမူနာပြတင်ပေးတာပေါ့နော်ကျွန်တော်ဒီမှာပို့ချတဲ့ခေါင်းစဉ်တွေကတော့ကျွန်တော်တို့ရဲ့ဒီမှာနှုတ်ဆက်နီးလေးတွေရှိရလေမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမေတ္တာချွန်ရေးလုံကြပါစေတစ္ဆာဆောင်ရေးအောင်ကြပါစေ အဲ့ဒီဥစ္စာတွေကိုကျွန်တော်လက်ချတစ်ခုစီပေးတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေတစ်ခု၊မေတ္တာချွန်ရေးလုံကြပါစေတစ်ခု၊သစ္စာချောင်ရေးအောင်ကြပါစေဆိုတော့အဲ့လိုအဲ့ဒီလက်ချတွေပေးပါတယ်။သင်္นานကနေရပုံများတယ်ခင်ဗျာ။နော်နေရလာတက်တဲ့ဥစ္စာဒီအပတ်စဉ်ပတ်စဉ်မှာနေရကတော်တော်များများလာတက်ကြပါတယ်ဟုတ်ကဲ့။သူတို့ဟိုယူတလောက်တော့ရသွားမှာပဲလေ။ဘာပဲဒီမှာတော့အစုံပေးတာပေါ့နော်။အဲဗုဒ္ဓဝင်ရဆာကျွန်တော်မင်္ဂလာတရားတော်ရောပါတယ်ခင်ဗျာ။ဩဃာတာကရောကျိုးပါညာအစုံပေးတာပေါ့။သူတို့ပြန်တင်လို့ရအောင်ဆိုတဲ့ခါကြောင့် ဒါပေမဲ့သူတို့ဟိုအတော်များတော့သူတို့ပြန်သင်လို့နိုင်တော့အောင်တော့သူတို့ရသွားပါတယ်သူတို့ကိုယ်တိုင်အတွက်လည်း knowledge တော်တော်များများပြည့်သွားတယ်နောက်ကလေးတွေလည်းသူတို့ပြန်သင်ပေးလို့ရသွားနိုင်ပါတယ်ဟိုယဉ်ကျေးမှုပိုင်းနဲ့ပြောရင်တော့အားနေတာတော့အမှန်ပဲလေဒါပေမဲ့အဲ့လိုအားနေနေတာအဲ့ဒီကလေးတွေရဲ့အပြစ်မဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့သူတို့ငငယ်တုန်းကကျွန်တော်တို့မပေးခဲ့နိုင်ဘူးတကယ်တော့ကလေးဘဝမှာလည်းကျွန်တော်တို့ကပေးခဲ့ရမှာလေကလေးကလေးဘဝမှာပေးခဲ့ရမှာကလေးဘဝမှာမပေးနိုင်ဘူး တတိယနဲ့ပေးတာမရှိဘူးလေအရင်တော့တော့ចောင်းနေမှာဒါဘာသာရေးနဲ့ပေးတာအခုတော့ပိုင်းကចောင်းနေမှာဘာသာရေးပေးတာမရှိတဲ့ခါကျတော့ကလေးတွေမရရှာဘူးပေါ့မရတဲ့ခါကျတော့သူတို့လည်းပဲသူတို့တငယ်ချင်းချင်းရှိတဲ့ knowledge နဲ့ပဲသူတို့နေကြတဲ့ခါကျတော့သူတို့ကိုမိဘပဲရောဆရာပဲရောနည်းနည်းပေးရတာအားနည်းတယ်လीအားနည်းတို့ကြောင့်သူတို့မှမရဘူးမရကြောင့်အခုဒါအခုဒီလိုသင်တန်းတွေကနေပြီးတော့မှတဆင့်ပြန်ပေးတော့မှသူတို့ဒါပြည့်စုံသွားမယ်တဲ့ပုံမျိုးရှိပါတယ်ပြောချင်တာကတော့ဘာလဲဆိုလို့ရှိရင် ဘာသာတရားကိုမပြစ်ပယ်ရည်ချင်ဘူးเนาะဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့လူမှာအရေးကြီးဆုံးကကိုကျင့်ဇာရိတ္တเนาะဇာရိတ္တမကောင်းလို့ရှင်တော့ဘယ်လူမျိုးဘယ်ဘယ်ဘယ်ကเนาะဘယ်လောက်ယာရုကြီးကြီးဘယ်လောက်ချမ်းသာချမ်းသာသူသူကဒါမကောင်းတော့ဘူးလीအဲ့တော့ဘာသာတရားတွေကသာလဲလူတွေရဲ့ဇာရိတ္တကိုကောင်းအောင်လုပ်ပေးနိုင်တာဗုဒ္ဓဘာသာမှရဲ့လို့ပြောတာမဟုတ်ဘူးအခြားဘာသာတွေကလည်းပဲဒါလူတွေကိုလာချိုးအောင်ခိုးအောင်ဆိုအဲ့လိုမျိုးဘယ်သူမှမတင်ပေးဘူး အဲသူတို့လေမာအောင်ယဉ်ကျေးအောင်လို့သင်ပေးကြတာကြီးပဲဖြစ်ဆိုတာဒါဘာသာတရားကိုမပြစ်ပင်ပဲနဲ့ဘာသာတရားကိုတကယ်ကိုဟိုယုံကြည်ကြည်နဲ့လေးစားလိုက်နာမယ်ဆိုလို့ရှိရင်လောကီမှာရောလောကုတ္တရာမှာရောသူတို့အတွက်ကောင်းကျိုးချမ်းသာတွေမလွဲမသွေဖြစ်မယ်လို့ရှားပြောကြမှာလေမိဘပါပြည်များရှင်ဒီသဏ္ဍာန်အောင်ဆိုရင်တော့အသက်၈၈နှစ်ပြည့်ပြီးတော့ဗုဒ္ဓဘာသာအခြေခံရှိပြီးယဉ်ကျေးမှုသဏ္ဍာန်တွေမှာနိပြအပြည့်ဆောင်ရွက်လို့သူများအမျိုးဘာသာသာသနာအတွက်အားကျွမ်းမှန်တဲ့ဆောင်ရွက်လူတို့များလာရောက်ပြီးတော့တက်ရောက်နိုင်ကြောင်းလည်းသိရပါရရှင်။ ဒီတနက်ဆိုရင်တော့ယဉ်ကျေးမှုတနက်များတနင်္ဂနွေလုံးမှာပေါ်ပေါက်လာစေဖို့အတွက်ရည်ရွယ်ပြီးတော့ဖွင့်နေပြီးတင် जा ပေးတဲ့တနက်တစ်ခုဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။မိုက်ကောမာကဆရာဦးလာမျိုးနဲ့ပေါ့နော်။တနက်နေ့အတူတက်ဖူးတဲ့ဒီရန်ကုန်မှာလည်းဖွင့်မယ်ဆိုတော့ကျမတို့ဖွဲ့ဦးစစ်လွတ်တာနဲ့လာတက်ဖြစ်ပါရဲ့ရှင်။ဟောပါတာကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အခြေခံအစပြီးလည်လာနေပါရဲ့ရှင်။ကျမကျိုးရွာမှာပေါ့နော်။ ဟိုတိုင်းရင်သားတွေပဲအများဆုံးရှိရပါတော့ဗုဒ္ဓဘာသာမှန်မြမိယိုဖလာပဲရှိနေတဲ့အတွက်သူတို့လေးတွေကိုအခြေခံအဆပြီးတည်စီရှင်တဲ့အတွက်ဒီတင်နန်းမှာလာပြီးတော့တင်နန်းတက်ရောက်တယ်ပေါ့နော်ပြီးရင်အခြေခံစပြီးဓမ္မစကူဖွင့်မယ်ရှင်ဟုတ်ကဲ့ရှင်အရင်ကပေါ့နော်မသိရှိခဲ့တဲ့အရာတွေပေါ့နော်ဩကတာကိုဘယ်လိုကြောမလဲဆိုတာလည်းမသိရှိခဲ့ဩကတာရဲ့အကျိုးကျေးဇူးကိုလည်းမသိရှိခဲ့ဘူးပေါ့နော်ဒီတင်နန်းအောင်တက်ရတဲ့အတွက်အခြေခံမှာစာရေးသိရှိခဲ့ရပါတယ်ရှင်ချစ်ခင်လေးသားပေါ့တော့မိဘပြည်များရှင် ဗုဒ္ဓဘာသာလူငယ်ရင်ကျေးမှုနိပြတနအားဆိုရင်တော့2025ခုနှစ်မေလ3ရက်နေ့ကနေပြီးတော့2025ခုနှစ်မေလ9ရက်နေ့အထိ9ရက်တိုင်းနဲ့နဲ့9နာရီကနေပြီးညနေ4နာရီအထိဖွင့်နေပြီးတော့တင်ကြားပေးနေကြောင်းကိုသတင်းကောင်းပိုင်းနေပဲကျမတို့ရဲ့ဒီအစီအစဉ်ကိုတမပါပဲနှာခွင့်ပြပါအောင်ရှင်ဒီအစီအစဉ်ကိုရှုစားကြည့်ရှုနေကြတဲ့မိဘပြည်ညာအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ရှင်